နေ့က3သိန်းကနေပြီးတော့8သိန်းဝန်းကျင်ဖုန်းတွေပြီးသွားပြီဆိုတော့ဒီတစ်ခါ performance ကောင်းကောင်းနဲ့ gaming အတွက်ပြီးတော့ဒီ graphic ပိုင်းပို့ပြီးတော့ဦးစားပေးတဲ့သူတွေအတွက်ပေါ့နော်ကျွန်တော် game ဆော့လို့ကောင်းမဲ့ဖုန်းတွေ performance ပို့ပြီးတော့ကျမ်းမဲ့ဖုန်းတွေကြောင်းဆက်ရွေးပေးတာပေါ့ဆိုတော့ဘယ်လိုဖုန်းတွေဖြစ်မလဲဘယ်သူတွေနဲ့ပို့ပြီးတော့ဘယ်ဖုန်းတွေကပို့ကြိုက်မှာလဲဒီကြောင်းလေးကိုဆက်ပြောတာပေါ့ ဈေးတွေကတော့သူက15သိန်းဝန်းကျင်လောက်ကနေအထက်ကိုစပြီးတော့ရှိရယ်အဲသိရင်လည်းဈေးနှုန်းတွေ model တွေအခုပြောသွားတဲ့ဗီဒီယိုကကိုသိကျင်တဲ့ model တွေပါရှိရယ်ဆိုရင်တော့ comment မှာမှန်ထားကြလားကျွန်တော်တို့ပေးရ admin နေဖြေပေးလိမ့်မယ်အဲဘာလို့ဆိုတော့ဈေးနှုန်းတွေပါပါရယ်ဆိုရင်လည်းဒီအဲ့မှာဈေးပြောင်းနိုင်ပိုင်းနဲ့ဆိုရင်အစမေပြဖြစ်သွားမှာဆိုလို့ကိုယ့်ရဲ့ real time price list ပေါ့ဗျာတကယ်ကိုသိကျင်တဲ့အချိန်မှာကြည့်နေတဲ့အချိန်မှာမေးွားလိုက်အောက်က comment မှာဒါတို့ဖြေပေးလိမ့်မယ် performance ဦးစားပေးတဲ့ဖုန်းတွေအကြောင်းပြောမယ်ဆိုရင်တော့ဒါကျွန်တော်ရဲ့နိုင်ငံတော် brand တွေကခေါင်းတွေကိုလွှတ်လို့မရအောင်အဲ့ဒီမှာ performance ဦးစားပေးရဲ့ P2P ကောင်းတယ်ဆိုတဲ့ခေါင်းတွေကတော့အခုချိန်ထိရှိနေတော့မှာအဲ့ဒါကတော့ Redmi ရဲ့ Turbo series တွေ K series တွေဒီခေါင်းတွေပေါ့အဓိကကဈေးသက်သာနဲ့ performance strong ဖြစ်တဲ့ခေါင်းမျိုးလိုချင်ရင်တော့ Turbo series တွေကိုမျက်စိမှိတ်ပြီးတော့ထားခဲ့လို့မရအောင် အဲ့ဒီတန်းဝင်ကျင်မှာဒါတာဘိုစီးရီဆိုနေတာ7သိန်းကျော်လောက်ပဲရှိရအတာဘိုစီးရီကတော်တော်လေးကိုမှကောင်းတယ်တာဘို4လို့တာဘို4 Pro လို့ကောင်းလို့တွေပေါ့တာဘို4ဆိုလို့ရှိရင်လည်း Dimensity 6400 Ultra နဲ့ performance ကောင်းကောင်းလေးရတယ်တာဘို4 Pro ဆိုရင်လည်း Snapdragon 8S Gen 4နဲ့ပြီးတော့တာဘို4 Pro design ဆိုရင်တော်တော်လေးကိုမှလှတာ performance ပူစားပေးထားတဲ့ဖုန်းလို့တော့မထင်ရဘူးဒီပုံစံကြည့်ရရင်လုံးဝ big quality ရအစ display design ဖွဲ့စည်းထားတဲ့ပုံလေးတွေအကုန်လုံးကတော်တော်လေးကိုမှဒါတာဘိုဖုန်းနဲ့ဆိုရင်လည်းကွာသွားတယ်တော်တော်လေးလှလာတယ်ဒါကတော့တာဘိုစီးရီတွေပေါ့မဖြစ်မနေဒါဈေးတက်တက်တာနဲ့ performance ကောင်းတဲ့ကောင်တွေကိုရွေးမယ်ဆိုရင်ဒီကောင်တွေကမဖြစ်မနေထဲကိုစဉ်းစားရမှာဈေးနှုန်းကလည်းဆိုတော့သူက၁၀သိန်းကျော်လောက်ပဲရှိတာ ဆိုတော့ကိုကတာဘိုစီဗီကိုတိတ်ကြောမကြိုက်ဘူးတက်မှာ KCB ကိုပို့ပြီးတော့တဘောကြရဲဆိုရင်တော့ဒါရက်မီရဲ့ KCB တွေကလက်လွတ်လို့မရသေးဘူး KCB မှာဆိုရင်အခုချိန်ကြီး strong ဖြစ်နေတဲ့ကောင်ရှိသေးတယ်အဲ့ဒါက Redmi ရဲ့ K70 Ultra K Samri Ultra ကဘယ်လိုပြမဟုတ်အခုချိန်ဒီကို strong တော်တော်လေးကိုဖြစ်သေးတယ်။ Dimensity 9300 plus လို့မျိုးပြီးတော့ဒီကောင်ကကင်မရာဒီဇိုင်းတွေ၊ pic quality design တွေဘာကိုမှအပြစ်ပြောစရာမရှိအောင်တော်တော်လေးကိုလှတဲ့ကောင်ကြီး။အဲဒီကောင်ကလည်း performance ဦးစားပေးကိုမှ design လှတာမျိုးကြိုက်တယ်ဆိုတဲ့သူတွေအတွက်ရွေးတဲ့နဲ့ကောင်မျိုးတွေ။အဲပြီးတော့ကိုက K Samri Ultra ကိုမကြိုက်ဘူး။နည်းနည်းလေးတက်မှ generation နည်းနည်းလေးအောက်နေလို့ ပိုထက်နည်းနည်းလေးပိုမြင့်တာမျိုးပေါ့နော်ဒါ KAD line လောက်ကိုသွားကျင်နေဆိုလို့ရှိရင်လည်း KAD တို့ KAD Pro တို့ KAD Ultra တို့ဒါမျိုးတွေကိုရွေးွယ်လို့ရသေးတယ်။ဒီ K series တွေကလည်းဈေးနှုန်းဆိုလို့ရှိရင်လည်းဒါ15သိန်းဝန်းကျင်16သိန်းဝန်းကျင် KAD တို့ဘာလို့ဆိုရင်ပိုတော့သက်သာသေးတယ်။အဲ item ကဒီကောင်ကြီးရဲ့ performance တွေဆိုလည်းသွားပြီးရှုပ်လို့မရအောင် KAD ဆိုလည်း Snapdragon 8 Gen 3နဲ့လာတယ်။ KAD Pro ဆိုရင် Snapdragon 8 Elite နဲ့လာတယ်။ KAD Ultra ဆိုလို့ရှိရင် Dimensity 9000 layer plus နဲ့လာတယ်။ performance เนี่ยတကယ်ကိုကျွတ်ထနေရဲ့ကောင်းနေကြီးပဲ။ ပြီးတော့ဒီကောင်းနေမှာသုံးမိထားတဲ့ battery life တွေပြီးတော့ဒီကောင်းနေရဲ့ display ဘိုင်းတွေပါတွေရတယ်ဘာမှသိပြီးပူရမလို့ဒီမူတာဘိုစီးတွေ KC တွေကတော့ဒါ Redmi brand တွေကမှကိုယ်က performance ကိုဦးစားပေးချင်တဲ့သူတွေအတွက်ကောင်းကောင်းကြီးရွေးလို့ရတဲ့အကောင်းကြီးပဲဒါကကိုယ့်ရဲ့ budget အလိုက်ပေါ်မူတည်ပြီးတော့ကိုယ်ကပတ်စံဘယ်လောက်သုံးချင်တာလဲအဲ့ကိုယ်သုံးမဲ့ပတ်စံပေါ်ကိုမူတည်ပြီးတော့ model တွေကိုစိတ်ကြိုက်ပြီးလို့ရတယ်ဒီကားကတစ်ခါကျရင်ကျွန်တော်ဥစီမှာဖြစ်နေရတဲ့အခုရှိရပါလဲဆိုအရန်ကိုပါကောင်းကြရတယ် on be bow နော် performance အရင် strong နဲ့ပါညာဆိုရကောက်ဝယ်ပြီးတော့မှ design မကြိုက်တာတော့ hand feel လေးမကောင်းတော့ kain လို့မကောင်းတာတော့ user experience ကတိတ်အဆင်မပြေတာတော့ဒါမျိုးတွေကဖုံးဝယ်ပြီးမှကြုံရမယ့်ဟာမျိုးတွေအဲ့အတွက်ဒါမျိုးတွေလည်းမဖြစ်အောင်ကိုက default တလုံးဝယ်လို့မယ်ဆိုရင် KC လား Turbo C လား Ultra Line လား Pro C လားအဲ့ထက်ကမှကိုကလက်နဲ့ကင်ကြည့်လို့ဒီကောင်ကဟုတ်ပြီဒီကောင်ကတော့ငါနဲ့ကြိုက်တယ်အဲဒီကောင်ကတော့ငါနဲ့မဆိုးဘူးအဲ့ဒီကောင်ပုံစံတွေငါပို့သဘောကျနေတယ် အကောင်ဟပ်တက်တွေပိုင်းတိုင်းအပူကြိုက်တယ်ဆိုပြီးတော့ဒီလိုမျိုးကိုနဲ့အံဝင်ခွင့်ကြဖြစ်မဲ့ဖုန်းကိုရွှေ့လိုက်တာပို့ပြီးတော့အဆင်ပြေလိမ့်မယ်တချို့နေရာတွေကအများကြီးတော့မတ်လို့ရှင်စိတ်မချမ်းသာတဲ့ခါတည်းပြန်ဂျုံဝတ်တက်တယ် Okay ကိုကဒါမျိုးတွေတိတ်ပြီးတော့မတုံးကျင်သေးဘူးနည်းနည်းလေးပတ်ဆိုင်ပို့ပြီးတော့ထပ်ပြီးတော့တုံးနိုင်သေးရယ်ဆိုလို့ရှင်တော့အခုမှတွေ့ထတာရဲ့ Remy ရဲ့ K90 line ကိုတော့ဂျုံပလိုက်တဲ့မှာ boss audio တွေပိုင်းနဲ့လုံးဝကိုအတန်တော့ကအစလုံးဝကိုအလန်းဟိုတက်မှာစက်ွက်ထဲမှာ စပီကာတွေ Bluetooth ဘောက်တွေမလုတော့ဖုန်းသလုံးနဲ့နဲ့ဖွင့်လို့ရတယ်။အဲဒါကတခုတော့ရှိရပါတော့เนาะဒါကပြော့ပြရပါတော့။ဒီ Boss Audio Buy နဲ့ဆိုပြီးတော့ဒီစပီကာကြီးနဲ့ပေါ့နော်ကျွန်တော်အပြင်သွားပါသွားတော့အတန်သင်းနေပါရောအရင်နဲ့မဖွင့်နေပါတော့အရင်ကျဲနေမှာဆိုတော့တိတ်တော့အဆင်မပြေဘူးအဲ့ဒါအကြောင်းသိရမှာ။ အသာထားပါဆက်လာပါအဲ boss audio နဲ့ call out လုပ်ထားဖြစ်တဲ့အတွက်ဒီ direct me ရဲ့ k90 series ကလည်းတော်တော်လေးကို stop ဖြစ်တယ် k90 ရှိမယ်သူကနာမည်နည်းပြောင်းသွားပြီးတော့နောက်ထပ် k90 pro max ရှိမယ်ဈေးတွေကတော့ဒါ18 19ရောက်နေပြီ20ကျော်တွေဖြစ်ကုန်ပြီဈေးတွေတော့နည်းနည်း high သွားပြီဒါကကိုက performance တွေပိုင်းပို့ပြီးတော့ကောင်းအောင်လုံးဝ latest and greatest ကိုမှပတ်စံပို့ပြီးတော့သုံးမယ်ဆိုတဲ့သူတွေတော့ကတော့ maximum ပြတာဝယ်ချပိုင်းတကယ်ကို share လေးပဲ โอเคกูว่าดีเรมี่เคซีรีส์นี่ก็เปี่ยวดีดาบูซีรีส์ไปไม่ใจปูဆိုရင်ရွေးချယ်တဲ့အခုနည်းနဲ့ရှိသေးတာကဒါ Remy မဟုတ်တော့ဘဲねတခြား brand တွေကဖြစ်သွားမယ်ဒါအားလုံးလည်းသဘောကျတဲ့ Inclu ရဲ့ Neo ซีรีส์ရွေးလို့ရတယ် Neo 10တို့ Neo 10 Pro Plus ဆိုဒီကောင်တွေရွေးလို့ရတယ်ဈေးနှုန်းတွေကလည်းအများကြီးတိတ်ပြီးတော့မတိတ်မရင်ပဲဒီ K ซีรีส์ line up နဲ့ဒီ Neo ซีรีส์နဲ့ဆိုရင်ဈေးတွေကသူမသားကိုမသားမယ်ဒီနေ့တိတ်ပြီးတော့မကွာချဘူး Neo ซีรีส์ကဘာတစ်ခုကောင်းတာလဲဆိုရင်တော့ကိုက origin os ကိုတုံးရမယ်ပို့ပြီးတော့နည်းနည်းတက်မှန်းပရှူရမိုင်းနည်းနည်းလေးပို့ပြီးတော့ဆန်းသွားတာပေါ့ user xp နည်းနည်းပို့ပြီးတော့ကွာသွားမယ်အဲပြီးတော့ဒီကောင်နေက chip chain တူတူအောင်မှာဒါ vivo ရဲ့ဒီ iq neo series ကပို့ပြီးတော့ performance ကောင်းသူမျိုးခံစားရတယ်။ဒါပေမဲ့ iq neo 10တို့ဘာလို့ပေါ့ဗျာဒီကောင်လေးဆိုလို့ရှိရင်ဒါအပူတတမျိုးတွေပါရှိရယ်။ပို့ပြီးတော့ smooth ဖြစ်တဲ့ တုံးရလဲအဆင်ပြေပြီး IQ Neo 10ဆိုတဲ့ Snapdragon 8 Gen 3ဒါကမှ Vivo ရဲ့ eSports chip ကျူတူးနဲ့ပါမယ် IQ Neo 10 Pro Plus ဆိုလို့ရှိရင်လည်း Snapdragon 8 Elite ကိုတုံးပေးထား performance နေရာတယ်တွေ့တယ်သူတကယ်ကို share ပဲသူကတော့အဓိကကိုက Snapdragon fan ဆိုရင်တော့ IQ တွေကပို့ပြီးတော့ကောင်းနေမယ်ဒီမှာနည်းနည်းလေးပွတ်တိုက်မှုတွေဖြစ်ကုန်ပြီဒါ IQ ရဲ့ Neo CEO ပဲရွေးမလား Redmi ရဲ့ KC တို့ပဲရွေးမလားနည်းနည်းလေးပွတ်တိုက်မှုကအနိုင်ငယ်ဖြစ်ပွားသွားရင်ဒါကတော့ကိုကဘယ်လိုမျိုးသဘောကျလဲဆိုတာကိုတော့ရွေးယူပေါ့ Redmi ရဲ့တုံးတာကြာနေနော်အဲ့ဒါက အမြင်ပိုင်းလေးစမ်းတာမျိုး hand feeling နဲ့ကြွားဝမလို့ခြင်း IQC ကိုရွေးပြီးတော့ IQC ရွေးနည်းနည်းလေးပို့ပြီးတော့အပူတတာမျိုးရှိတယ်။ thank you go rummy ရဲ့ kc ပြီးတော့မရွေးချင်ဘူးတာဝန်စီလည်းမရွေးချင်ဘူးဆိုရင် ic တန်းဝင်းကျင်မှာရွေးလို့ရရှိသေးတယ်။အဲ့ဒါကတော့ oppo ရဲ့ k13 တာဝန်စီတွေဒီကောင်တွေကလည်း performance ကိုဦးစားပေးထားရတဲ့ကောင်တွေပဲဘယ်လောက်ထိ performance နဲ့ gaming တို့ကိုဦးစားပေးလဲဆိုရင် cooling fan မှာပြင်ထည့်ပေးထားတာ။ စဉ်းစားကြည့်ဒီသတင်းဝန်းကျင်မှာကုလင်းဖန်တကားကနေဖုန်းကတော်တော်လေးတော့မိုက်တယ်အထားလဲကြတယ်အဲ့ဒီမှာ Oppo ရဲ့ K13 Tab ဆိုရင် Dimensity 8450ကိုသုံးမိထားတာ 5G နဲ့ပဲဒီကောင်ကပြောင်းတဲ့ခု Color OS 16နေပါတယ်တော့အောင်မှာဆိုတော့ performance ကရော smooth ဖြစ်တာရော animation ဘိုင်းနေပါတယ်ရောအများကြီးတားတယ်တော့ပိုကောင်းတယ်ပေါ့ animation ပို့ပြီးတော့လှတယ်ဒီ Redmi ရောဒီ IQ8 ရောစာလို့ရှင်ပြီးတော့ဒီ Oppo ရဲ့ K13 Turbo Pro ဆိုရင် Snapdragon 8S Gen 4နဲ့လာတာ Turbo 4 Pro နဲ့တောင် performance ကတိတ်ပြီးမတိတ်ဘူးဒါပေမဲ့ Color OS ကိုသုံးအောင်ဖြစ်တဲ့အတွက် ပို့ပြီးတော့စမှုပဲ feature လေးပို့ပြီးတော့စုံတယ်အဲ color overlay ရဲ့စမှုချက်ကတော့ဒါအားလုံးသိရတဲ့အတိုင်းတော်တော်လေးကိုမှမိုက်တဲ့ခါမှာပါတယ်ဒါကတော့ကိုကဘောတော့ဒီ iq ရဲ့ origin os ကိုလည်းမကြိုက်ဘူးပြီးတော့ redmi ရဲ့ hyper os ကိုလည်းမကြိုက်ဘူးဒီနှစ်ခုလုံးကနေခွဲပြီးတော့တခြားကောင်လေးသုံးချက်နဲ့ပြီးတော့ gain ဆော့တဲ့အခါမှာ cooling fan နဲ့ကြွဲခြင်းနဲ့ဘာညာဘောဒါမျိုးလေးတွေးထားရဆိုရင်တော့ oppo ရဲ့ k13 tower series ရတော်တော်လေးတော့အဆင်ပြေတယ်ဒါခုနကပြောခဲ့တဲ့ဒီ K series တွေ NQ ရဲ့ Neo series တွေပါတယ်ရောဒါ performance ဦးစားပေးတဲ့သူတွေအတွက်ပြီးတော့ performance ကောင်းကောင်းနဲ့ gain ဆော့ကျင်နေဆိုတဲ့သူတွေအတွက်တင်မှာပို monitor screen ကိုအရင် heavy use သုံးတဲ့သူတွေလည်းရှိတယ်ဒီလူတွေအတွက်ကတော့ဒီဖုန်းတွေအရလောအောင် share ပဲဒီဖုန်းတွေအကြောင်းကိုတော့ဒီ video မှာကျွန်တော်အသေးစိတ်ပြောတာမဟုတ်ဘူးဒါကဒီဈေးတန်းဝင်ကြမှာဒီကောင်းကြီးရွေးဆိုတာမျိုးတွေကိုညွှန်ပြတာအဲကိုယ့်ရဲ့ budget နဲ့ကိုယ်သုံးမဲ့ budget ပေါ့နော်ကိုသုံးမဲ့ budget ကိုလိုချင်တဲ့ design ကိုဘာအတွက်သုံးနေတာလဲဆိုတာပေါ့မူတည်ပြီးတော့ဒါကရွေးဖို့ပြောထားတာဆိုတော့ဒီလောက်ဆိုရင်တော့ဒါတက်မှာနည်းနည်းပါတော့သိပါမှာပေါ့အသေးသေးတွေပါတွေကတော့ဒါသိချင်တယ်ဆိုရင်ဘယ်ဖုန်းအတွက်အသေးသေးကြည့်ကြတာလဲဘာညာဆိုပြီးတော့ကျွန်တော်အောက် comment မှာမေးခဲ့လို့လည်းရတယ်ကျွန်တော်နောက်မှ review လေးတိကျလုပ်ပေးမယ်ဆိုတော့ကိုလိုလို့ဆိုရင်အခုပြောပြခဲ့တဲ့ Redmi ရဲ့ K series ရေပေါ့နော် K90 K80 series K70 Ultra Turbo series ပြီးတော့ IQ ရဲ့ Neo series ပြီးတော့ ်အိုပိုရဲ့ K13 တာဘူစီးရီးရကောင်နေကိုပို့ပြီးသဘောကျတယ်တကယ်လို့ကိုကဝယ်မယ်ဆိုရင်ရောဘယ်ဖုန်းကိုဝယ်မှာလဲအခုကကွန်မန်ဆွေးနွေးကြပါဦးဆိုတော့ကျွန်တော်တို့ညမှတွေ့ကြရပါအောင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အဒမင်ကြော်ယူပါ Yangon Mobile Store